မန္တလေးတိုင်းမိုးကုတ်မြို့အရှိပိုင်းနဲ့အနောက်ပိုင်းမှာနိုမာလာ6ရက်နေ့ည8နာရီကနွေဦးတော်လန်ရေးကိုတရုတ်နိုင်ငံကဂျာဝင်ဆွတ်ဖတ်တာကိုစန့်ကျင်တဲ့အနေနဲ့တန်မုံ TV သွေးသစ္စာသချင်းတီဆိုပြီးဆန္ဒပြခဲ့ကြတယ်လို့မိုးကုတ်မြို့ကနေကပြောပါရယ်မိုးကုတ်မြို့အရှိပိုင်းရောအနောက်ပိုင်းမှာပါမြို့ကနေကညီညီညွတ်ညွတ်နဲ့ဆန္ဒပြကြတာဖြစ်ပြီးတန်မုံ TV တော့သွေးသစ္စာသချင်းတီဆိုခဲ့ကြတယ်လို့မြို့ကန်တယောက်ကပြောပါရယ် မိုးကုတ်မြို့ကို TNL ကစစ်ကော်မရှင်တက်စီကိုတရုတ်ဂျာဝင်ဆင်းဆက်ပေးမှုနဲ့ပြန်လည်ပေးမယ်လို့အော်တိုဘာလ29ရက်မှာကြေညာခဲ့တာပါ။အဲ့လိုကြေညာပြီးတဲ့နောက်ပိုင်းမိုးကုတ်မြို့ကနေအနေနဲ့အရင်စစ်တပ်အုပ်ချုပ်တဲ့ကာလကိုပြန်ရောက်သွားတယ်လို့ခန့်စားရပြီးမြို့ကနေအားလုံးစိတ်ညစ်နေကြတယ်လို့မိုးကုတ်အရှိပိုင်းမြို့ကန်တယောက်က TVB ကိုပြောပါရယ်။မိုးကုတ်မြို့ကနေ TNL တက်တွေနိုမာလာ25ရက်နေ့မှာပြန်လည်ဆုတ်ခွာတော့မှာဖြစ်ပြီးလက်ရှိအချိန်အထိတော့မြို့ရဲနေရာတွေမှာ TNL တက်တွေရှိနေသေးပဲလို့သိရပါတယ်ရှင်။